အားလုံးပဲမင်္ဂလာပါဗျာ JRS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ UFC ရဲ့ Heavyweight တန်းနဲ့ Light Heavyweight တန်း Championship တူးလည်းဖြစ်တဲ့ Gold ဦးလည်းဖြစ်တဲ့လို့ယူဆထားတဲ့ဂျွန်ဂျုံအနေနဲ့ UFC ရဲ့ Middleweight တန်း Champion ကြီးဖြစ်သူ Hanser Chimaev ကနေပြီးတော့တိတ်တောင်းရယူခြင်းခံခဲ့ရတဲ့ဆိုပြီးတော့ထွက်ပေါ်လာနေတဲ့ Video File တစ်ခုရဲ့အကြောင်း ကြာသေးခင်ချိန်ကရှုံးပွဲကြုံပြီးရတဲ့နောက်မှာဆိုလို့ရှင်အပြောက်ကြီးပြောက်နေတဲ့ UFC ရဲ့မေရီဝင်းကဖိုင်တာချန်ကြီး Ryan Ryder အနေနဲ့ Polo Costa နဲ့လိုင်းပေါ်မှာပွဲတွေဖြစ်နေပြီးတော့မကြာခင်မှာ Polo Costa နဲ့ရှင်ပြိုင်ထိုးသက်သွားနိုင်တယ်ဆိုတဲ့သုံးသက်ချက်အကြောင်းနဲ့ကမ္ဘာ Heavyweight တန်ဘောက်ဆင်ချန်ပီယံဟောင်းကြီးတူဖြစ်သူ Anthony Joshua နဲ့ရှင်ပြိုင်ထိုးသက်သွားတော့မယ် American YouTuber သို့မဟုတ် American Boxer တူလို့ပြောရမယ် Jake Paul ရဲ့ပွဲစဉ်အကြောင်းကိုသုံးသက်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ် ဗရမအုပ်စုအနေနဲ့တင်ဆက်ပေးသွားတဲ့အကြောင်းကတော့ UFC ရဲ့ဒီနှစ်ထပ်ကွမ်းချန်ပီယံကြီးတူဖြစ်တဲ့ Heavyweight တန်းနဲ့ Light Heavyweight တန်းချန်ပီယံကြီးဂျွန်ဂျွန်ကို Middleweight တန်းချန်ပီယံကြီး Hazard Chimaev ကတိုက်တောင်းရယူလိုက်တဲ့ဆိုပြီးတော့ပြန်နေတဲ့ video file တစ်ခုရဲ့အကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ video ကတော့ပုံပါအတိုင်းပဲဖြစ်ပါတယ်။ဒီ video ထဲမှာကြည့်မယ်ဆိုလို့ရှိရင် Hazard Chimaev နဲ့ဂျွန်ဂျွန်နဲ့တယောက်နဲ့တယောက်အပြန်အလှန် wrestling ဆော့နေကြတာကိုတွေ့ရမှာဖြစ်ပြီးတော့ wrestling ဆော့နေရင်ကနေပြီးတော့မှဂျွန်ဂျုံကို Hanset Chimaev ကဒီ take down ရယူလိုက်တာကိုတွေ့ရမှာဖြစ်ပြီးတော့ဂျွန်ဂျုံအနေနဲ့ထွက်ပြေးသွားတာကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်။ ဆိုတော့ဒီဗီဒီယိုကလစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဘယ်တော့မှရိုက်ကူးခဲ့တယ်ဆိုတော့အတိအကျမသိရပါဘူးဒါပေမဲ့ဒီနေ့မှဆိုလို့ရှိရင်တော့အဲ့ဒီဗီဒီယိုကလစ်ဟာဒီ YouTube တစ်ခုလုံးမှာပြန့်နေတာဖြစ်ပြီးတော့ဒီပရိသတ်တွေကတော့မျိုးမျိုးထင်ကြီးပေးနေကြတာကိုတွေ့ရပါတယ်ကျွန်ကျုံအနေနဲ့ကဟန်ဆက်ချင်မရက်နဲ့သောတဲ့အတွက်ကြောင့်မဟုတ်လို့ဒါဒီလိုမျိုးအေးတောင်းယူခံရတာတကယ်တမ်းသာချမယ်ဆိုအဲ့လိုမျိုးဖြစ်မယ်မတူဘူး။ဘာဖြစ်တယ်ညာဖြစ်တယ်စသည်ဖြင့်ဂျွန်ဂျုံရဲ့ပရိသတ်တွေကဝင်ပြီးတော့ပြောဆိုထားတာကိုတွေ့ရတယ်လို့ဟန်ဆက်ချမရဲ့ပရိသတ်တွေအနေနဲ့ကလည်းဂျွန်ဂျုံအနေနဲ့ဒီလိုမျိုးတကယ်ကို ကျန်းလာပါတယ်ဆိုတော့ fighter ကြီးကို Hazard Chimaev ကအခုလိုမျိုး take down ယူပြတာဆိုလို့ရှိရင်တော့ Hazard Chimaev ရဲ့ level ကိုပြနေတယ်ဘာဖြစ်တယ်ညာဖြစ်တယ်စသည်ဖြင့်အများသောအပြင်ထင်ကြီးတွေပေးနေကြတာကိုတွေ့ရမှာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်အနေနဲ့တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်လေဒီဗီဒီယိုမှာဂျွန်ဂျုံလိုမျိုးဖိုင်တာကြီးတယောက်ကိုအตาလေးကောက်မပြတ်သွားပြီးတော့တိတ်တောင်းယူပြတ်သွားတာဟာဆိုလို့ရှိရင်တော့ဟန်ဆက်ချင်မ EF အတွက်ဒါဟာတကယ်ကိုတော်တော်လေးကြမ်းတဲ့ fee တစ်ခုလို့ပြောရမှာဖြစ်ပြီးတော့ဟန်ဆက်ချင်မ EF အနေနဲ့မကြခင်အချိန်အတွင်းမှာချန်ပီယံကပတ်ကာကွယ်ပွဲရှင်ပြိုင်ထိုးသက်သွားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီဂျွန်ဂျုံလိုမျိုးဖိုင်တာကိုတော့တိတ်တောင်းယူပြနိုင်တဲ့ဆိုတဲ့ status က သူ့ရဲ့ငိုရှင်းစွဲအနေထားအထက်ပိုပြီးတော့ကြောက်ဖို့ကောင်းတဲ့ fighter ဖြစ်နေ Hazard Chimaev ကရက်တည်နေတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။လက်ရှိလောလောဆယ်မှာဆိုလို့ရှိရင်တော့ UFC ရဲ့ဒီ heavyweight တန်းနဲ့ light heavyweight တန်း champion ဟောင်းကြီးဂျွန်ဂျုံအနေနဲ့ကတော့သူက အခုလောလောဆယ်မှာဆိုရင်တော့ UFC ရဲ့အဖွဲ့အစည်းပြင်ပကိုရောက်ရှိသွားပြီဖြစ်ပြီးတော့သူအနေနဲ့ UFC အဖွဲ့အစည်းကိုပြန်လာဖို့လဲဆန္ဒရှိနေတဲ့ fighter ဖြစ်ပါတယ်ပြန်လာဖို့ဆန္ဒရှိနေတဲ့အဓိကအကြောင်းရင်းကတော့သူကအခုလာမဲ့ UFC White House event ပြိုင်ပွဲမှာ Alex Pereira နဲ့ရှင်ပြိုင်ထိုးသက်ရှင်နေတဲ့အတွက်ကြောင့်ဖြစ်ပြီးတော့ Alex Pereira အနေနဲ့ကလည်း ကြုံကြုံနဲ့ရှင်ပြိုင်ထိုးသက်သွားခြင်းနဲ့ heavyweight တန်းမှာရှင်ပြိုင်ထိုးသက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Alex Pereira အနေနဲ့ကလည်း heavyweight တန်းမှာသူ့ရဲ့ skill ကိုစံသက်ရရောက်တယ်ပြီးတော့ကြုံကြုံလိုမျိုး fighter ကိုလည်းအနိုင်ရရှိသွားမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ gold ဦးထိပါပြင်မဲ့အတွက်ကြောင့်မို့လို့ Alex Pereira ကလည်းအဲ့ဒီပွဲစဉ်ကိုစိတ်ဝင်စားနေတာဖြစ်ပါတယ်ကြုံကြုံအနေနဲ့ကလည်း Dallas Warrior မျိုး fighter ကိုနိုင်ရရှိနိုင်မယ်ပြီးတော့ဒီ American Tamara Impu တို့မှာကျင်းပမဲ့ပွဲစဉ်လူမျိုးမှာဝင်ရောက်ရှင်ပြိုင်ထိုးသက်သွားနိုင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီခွေးကြီးကိုလက်လွတ်မခံနိုင်ဘဲနဲ့သူကလည်း UFC ကျိုးဝိုင်းတဲ့ကိုပြန်လဲဝင်ရောက်လာချင်နေတာပဲဖြစ်ပါတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်လက်ရှိလောလောဆယ်မှာဂျွန်ဂျောအနေနဲ့ဒီ MMA ပြန်ပြီးတော့ရှင်ပြိုင်ထိုးသက်ဖို့အတွက် Beijing train training ဆင်းနေတယ်လို့ပြောရမှာဖြစ်ပြီးတော့မကြခင်အချိန်အတွင်းမှာဂျုံဂျုံကိုကျွန်တော်တို့တန်စကားဝိုင်းတွင်းမှာပြန်ပြင်သွားရဖို့ရှိနေတဲ့အနေအထားလည်းဖြစ်ပါတယ်။အဲဒီပွဲစဉ်ကပရိသတ်တွေအားလုံးစိတ်ဝင်စားနေကြတယ်။ American သမ္မတကြီးကိုယ်တိုင်လည်းစိတ်ဝင်စားတယ်။ပြီးတော့ fighter နှစ်လုံးကလည်းစိတ်ဝင်စားတဲ့အတွက်ကြောင့်မလို့ဖြစ်မနိုင်စရာကြောင်းမရှိပါဘူး။ဆိုတော့ Hanset Chimaev အတွက်ကရောဘယ်လိုမျိုးအနေအထားရှိလဲ။ Hanset Chimaev အတွက်ကတော့ ဟန်ဆက်ချီမာရဲ့အနေနဲ့ကလည်းသူက UFC White House event ပြိုင်ပွဲပွဲစဉ်မှာဝင်ရောက်ရှင်ပြိုင်ထိုးသက်ခြင်းနဲ့ဆိုပြီးတော့ပြောထားတဲ့အနေထားရှိတယ်။ဒါပေမဲ့လည်း UFC ဖွဲ့စည်းကဟန်ဆက်ချီမာရဲ့ကို White House ပွဲစဉ်မှာလုံးဝထည့်သွင်းသွားမယ်လို့ကျွန်တော်ကတော့မထင်ပါဘူး။ဘာလို့လဲဆိုတော့ဟန်ဆက်ချီမာရဲ့ဟာရုရှားကလာတဲ့ fighter ဖြစ်ပြီးတော့ရုရှားကမှဒီခြေချင်းညာဒေတာကလာတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ခြေချင်းညာဒေတာကစစ်ခေါင်းဆောင်ဟာဆိုလို့ရှိရင်အမေရိကန်နိုင်ငံကနေပြီးတော့ဘန်ထားတဲ့အတွက်ကြောင့်မို့လို့ဟန်ဆက်ချီမာယက်ကို White House လိုမျိုးနေရာမှာရှင်ပြိုင်ထိုးသက်ဖို့အတွက် ခွင့်ပြုပေးမယ်လို့ကျွန်တော်အနေနဲ့လုံးဝမထင်မိပါဘူး။ဒါပေမဲ့ဟန်ဆက်ချင်မရဲ့အနေနဲ့ကတော့လက်ရှိလောလောဆယ်မှာသူ့အနေနဲ့မေဒဝိတ်တန်ချန်ပီယံကပတ်ကောက်ကောပွဲကိုတော့မကြာခင်အချိန်တွင်းမှာရှင်ပြိုင်ထိုးတက်သွားရတော့မှာဖြစ်ပြီးတော့သူ့ရဲ့နောက်ထပ်ပြိုင်ဘက်ဖိုင်တာကပဲဖိုင်တာဖြစ်သွားနိုင်မလဲဆိုတာကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဟန်ဆက်ချင်မာရဲ့အနေနဲ့ကတော့လက်ရှိလောလောဆယ်မှာရှုံးပွဲလုံးဝမရှိသေးတဲ့ UFC Champion တူဖြစ်ပြီးတော့ MMA ပွဲစဉ်ပေါင်း15ပွဲရှင်ပြန်ထိုးသက်ထားပြီးတော့15ပွဲလုံးကိုနိုင်ယူရရှိထားတဲ့အဲ့ဒီကမှသူက12ပွဲထိကိုပွဲသိမ်းပြထားတဲ့အတွက်ကြောင့်မလို့ဟန်ဆက်ချင်မာဖြစ်အနေနဲ့ကလက်ရှိလောလောဆယ်အနေထားမှာ UFC ရဲ့ Middleweight တန်းမှာဖြစ်ခဲ့ဘူးလို့မြတ် Champion တွေထဲမှာအကျန်းဆုံး Fighter တူလို့ပြောလို့ရပါတယ်ဆိုတော့ဟန်ဆက်ချီမားရဲ့နောက်ထပ်ပြိုင်ဘက်ကဘယ်ဖိုက်တာဖြစ်သွားနိုင်တယ်လဲဆိုပြီးတော့ကျွန်တော်အနေနဲ့ဒီလေးလာကြည့်တဲ့အခါမှာဆိုလို့ရှိရင်တော့ ယော့ဇီရဲ့ဒီ middleweight down ranking ကိုလေ့လာကြည့်တဲ့အခါမှာဆိုလို့ရှိရင်တော့ champion က Hanset Chimaev နံပါတ်1နေရာက Dragic Duplex နံပါတ်2နေရာက Nosring Amabov နံပါတ်4နေရာက sorry နံပါတ်3နေရာက Shawn Strickland နံပါတ်4နေရာက Anthony Hernandez ဆိုတဲ့ fighter တွေရှိပါတယ်ဆိုတော့ဒီ fighter တွေအကုန်လုံးနဲ့ Hanset Chimaev ကပွဲဖြစ်နိုင်တဲ့အနေအထားရှိနေတဲ့ နေရာမှာကျွန်တော်တို့နေတုံးသက်ရမယ်ဆိုလို့ရှိရင်တော့နံပါတ်1နေရာက Trigger Duplexin နဲ့နံပါတ်2နေရာက Nazarin Armopov တို့က Hanset Chimaev နဲ့ရှင်ပြိုင်ထိုးသက်ဖို့အတွက်လုံးဝအသင့်တော်ဆုံး fighter တွေဖြစ်တယ်လို့သုံးသပ်မိတယ်။ဘာဖြစ်လို့လဲဆိုတော့ Trigger Duplexin အနေနဲ့က Champion ကပတ်ကိုသူ့အနေနဲ့နှစ်ကြိမ်ကာကွယ်ပြသွားခဲ့ပြီးပြီးတော့ဒီ Trigger Duplexin လိုမျိုး Champion ကိုထပ်ပြီးတော့နိုင်ယူရရှိလိုက်မယ်ဆိုရင် Hanset Chimaev ရဲ့ record တွေမှာတော်တော်လေးကို Mike ရဲ့ record တစ်ခုဖြစ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဂရိကဒူပလက်စစ်ကိုပြန်ပြီးတော့ပွက်တဲ့ပေးလောက်တဲ့အနေထားရှိတယ်။ဂရိကဒူပလက်စစ်ကိုယ်တိုင်ကလည်းရှေ့တပွဲမှာအချက်တကွဲနဲ့ရှုံးနိမ်သွားခဲ့တဲ့အတွက်ကြောင့်မလို့ရှုံးကြီးပြန်ဆက်ချင်တဲ့အနေထားရှိတဲ့ဖိုက်တာဖြစ်တယ်။နံပါတ်2နေရာကနော်ဆိုရင်အာမဘော့ကျတော့လေသူကချန်ပီယံကပတ်စင်ခေါ်ကွင်းကိုထိုက်ထိုက်တန်တန်ဒီရထားတဲ့ဖိုက်တာဖြစ်တယ်။သူ့အနေနဲ့ချန်ပီယံစင်ခေါ်ကွင်းရဖို့အတွက် တိုက်ခိုက်ရတဲ့ Eliminator Fight မှာလည်းနိုင်ဦးရရှိထားတဲ့ Fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ Nasrin Ambarov အနေနဲ့ကလည်းသူက Champion ကပတ်စင်ခုတ်ခွင့်ရရှိသွားနိုင်တယ်။နံပါတ်3နေရာက Shawn Strickland Shawn Strickland အနေနဲ့ကလည်းနောက်ဆုံးရှင်ပြိုင်ထိုးသက်ထားတဲ့ပွဲစဉ်မှာသူ့အနေနဲ့နိုင်ဦးရရှိထားခဲ့ပြီးတော့ Champion ကပတ်စင်ခုတ်ခွင့်ကလည်းထိုက်ထိုက်တန်တန်ရရှိနိုင်တဲ့ Fighter ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီ Fighter 3ယောက်ကတော့ထက်သွင်းစဉ်းစားရမယ်အထက်မှာ ထိပ်တန်းနေရာကနေပါဝင်နေပါတယ်။ Andrew Hernandez အနေနဲ့ကလည်းမကြခင်အချိန်တွင်းမှာဒီချန်ပီယံကပ်စင်ခေါ်ရှင်ပြိုင်ထိုးသက်မယ်ဆိုရင်ထိုးသက်ခွင့်ရနိုင်နေတာရှိတဲ့အတွက်ကြောင့်မလို့ Middleweight ကတော့ချန်ပီယံကပ်စင်ခေါ်မဲ့ Fighter ကတော့မပြတ်ရှိနေပါတယ်။ Hazard Chima ရဲ့အနေနဲ့ဒီ Fighter တွေကိုကြော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့သူကတကယ်ကိုကျန်းတဲ့ Middleweight ချန်ပီယံဖြစ်လာမှာပါ။ပြီးတော့သူ့အနေနဲ့သူပြောသလိုနှစ်ထပ်ကွန်းချန်ပီယံဖြစ်ချင်တယ်ဆိုလို့ရှိရင်လည်း ဒီဖိုက်တာတွေကိုအနိုင်ယူရရှိခဲ့ပြီးတော့ချန်ပီယံကပတ်ကိုအနည်းဆုံး3ချိန်4ချိန်လောက်ကာကွယ်ပြပြီးပြီဆိုရင်တော့နှစ်တက်ကွမ်းချန်ပီယံစိန်ခေါ်ခွင့်ရရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့စွမ်းကုန်စူးစမ်းရမှာပဲဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးသွားခြင်းလေကျွန်တော်ကတော့ UFC ရဲ့ဒီ Middleweight တန်းမှာမကြာသေးခင်ကမှ Brandon Allen ကိုရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာအပြန်အလှန်လေတိုက်နေကြတဲ့ Ryanair Driver နဲ့ Paulo Costa တို့ရဲ့အကြောင်းကိုတင်ဆက်ပေးသွားကြပါမယ်။ ဖြစ်ပုံကတော့ဒီလိုပါ Ryanair Rider အနေနဲ့ Brandon Allen ကိုပြီးခဲ့တဲ့နောက်ဆုံးရှင်ပြိုင်ထိုးသက်ခဲ့တဲ့ပွဲစဉ်မှာဆိုးဆိုးရွားရှုံးနေခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင် Ryanair Rider ကိုလေးတိုက်တဲ့ Fighter တွေကတော်တော်လေးကိုများလာခဲ့တာဖြစ်ပါတယ်။အဲဒီတည်းကမှကျွန်တော်တို့ရဲ့ဆရာကြီး Paulo Costa လည်းပါဝင်လာခဲ့တာဖြစ်ပြီးတော့ Ryanair Rider ကိုမင်းကအချောက်ပဲဆိုပြီးသူကလေးတိုက်ခဲ့တာဖြစ်ပါတယ်။ထပ်ပြီးတော့လေးတိုက်ကျန်းတာက Hanset Chimaev နဲ့ Ryanair Rider ကိုသာပွဲတက်ပေးလိုက်မယ်ဆိုရင်နှစ်ယောက်သာဖက်ပဲဖက်နေတော့မှဖြစ်ပြီးတော့ ပွဲစဉ်ကမပြီးဘူးဖြစ်သွားမယ်စသည်ဖြင့်လိတိုက်လာခဲ့ပြီးနှစ်ကောင်လုံးကဂေးတွေဆိုပြီးတော့ပြောလာခဲ့တာဖြစ်ပါတယ်။အဲလိုမျိုးပြောလာခဲ့တဲ့အနေအထားမှာဆိုလို့ရှိရင်ဘောလိုကော့စတာကိုရိုင်းနီယာဒရိုက်တာကစိန်ခေါ်လိုက်တာကတော့မင်းနဲ့ကနဲ့ချမယ်ရှုံးတဲ့သူကဂေးဆိုပြီးတော့ပြန်ပြီးတော့စိန်ခေါ်လာခဲ့တာဖြစ်ပါတယ်။ရိုင်းနီယာဒရိုက်တာအနေနဲ့ကလက်ရှိတော်တော်ဆယ်အချိန်မှာ UFC ပွဲစဉ်မှာသူကပွဲစဉ်၅ပွဲထိရှင်ပြန်ထိုးစက်ကစားထားပြီးတော့ဒေဒီကမှာ၄ပွဲကိုနိုင်ထားတယ်။နိုင်ရရှိထားတဲ့၄ပွဲထဲမှာဆိုလို့ရှိရင်လည်း ဘီဝဲစလုံးကို finishing လုပ်ပြထားတာပြည်တဲ့အတွက်ကြောင့်မလို့ Ryan Drinker ကလုံးဝကို short တွက်သိနေတဲ့ fighter ဖြစ်ပါတယ်။နောက်ဆုံးရှင်ပြိုင်ထိုးသက်ခဲ့တဲ့ပွဲစဉ်ဖြစ်တဲ့ Brandon Allen နဲ့ပွဲစဉ်မှာလည်းရှုံးနေခဲ့ရတာက Ryan Drinker အနေနဲ့အဲ့ဒီပွဲစဉ်မတိုင်ခင်ကကျမကြီးအခြေအနေကမကောင်းတဲ့အတွက်ကြောင့်မလို့ရှုံးနေခဲ့ရတာဆိုပြီးတော့ Ryan Drinker အနေနဲ့ပြောထားတယ် ပြီးတော့ကျွန်တော်အနေနဲ့ထပ်ပြီးတော့သုံးသပ်မိတာကဒီ fighter တယောက်အနေနဲ့တစ်နှစ်အတွင်းမှာ၅ပွဲထိုးတဲ့အတွက်ကြောင့်မို့လို့ immediate weight ချရတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့စွမ်းဆောင်ရည်ကြာဆင်းသွားပြီးတော့အဲ့ဒီပွဲစဉ်မှာရှုံးနိမ့်သွားခဲ့တယ်ဆိုပြီးတော့ dresser ထားခဲ့တာဖြစ်ပါတယ်။ခေတ်လန်းကတော့ Rainier Rider ကတော်တော်လေးကိုအရေးချင်းရှိတဲ့ fighter ဖြစ်ပြီးတော့သူ့လို fighter မျိုးက UFC အဖွဲ့အစည်းမှာတကယ်ကိုထိတ်တန့်ရောက်နိုင်တဲ့ fighter ဖြစ်ပါတယ်။ သူ့အနေနဲ့လည်းထိတ်တန်းရောက်ခဲ့ပြီးတော့ဒီ Brandon Allen ကိုမရှုံးခင်တုန်းကဆိုလို့ရှိရင် ranking နံပါတ်၄နေရာထိရှိတဲ့ fighter ဖြစ်ပြီးတော့ Brandon Allen ကိုရှုံးသွားခဲ့ပြီးတဲ့နောက်မှာ ranking နံပါတ်၈နေရာထိပြန်ကျသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ Ryanian Rider တက်ကတော့စိတ်မကောင်းစရာပဲဖြစ်ပြီးတော့သူ့အနေနဲ့အကောင်းဆုံးစ조사ထားခဲ့တဲ့ပွဲစဉ်ပွဲမှာအခုလိုမျိုးရှုံးနိမ့်သွားခဲ့ရတယ်ဆိုတာကတော့နှမျောစရာကြီးဖြစ်ပါတယ်ဒါပေမဲ့လည်းအခုချိန်မှာအသက်34နှစ်ရွယ်သာရှိသေးတဲ့အတွက်ကြောင့်မလို့ထိပ်ပိုင်းကိုအမျက်ဆုံးပြင်အောင်တတ်နိုင်မှုလို့ပြီးတော့သူ့အနေနဲ့ ranking မြင့်တဲ့ fighter တွေနဲ့ရှင်ပြိုင်ထိုးသက်ဖို့လိုတာ ာဖြစ်ပါတယ်သူ့ကိုစိန်ခေါ်တဲ့ fighter ဖြစ်တဲ့ Polo Costa ကတော့လက်ရှိလောဆယ်မှာ top 10စင်းနဲ့မှာတော့မရှိတော့ပဲနဲ့ဟိုးအောက်ဆုံးကိုရောက်နေတဲ့ fighter ဖြစ်ပြီးတော့ရှုံးပွဲကလည်းအခုချိန်မှာဆက်နေတဲ့ fighter ဖြစ်ပါတယ်ဆိုတော့ Polo Costa ကိုစိန်ခေါ်ရှင်ပြိုင်ထိုးသက်မယ်စာ Brainia Rider အနေနဲ့ ranking သူ့ထက်မြင့်တဲ့ fighter တွေနဲ့ရှင်ပြိုင်ထိုးသက်သင့်ပါတယ်ကျွန်တော်အနေနဲ့ဒီတွက်ဆမိတာကတော့ Brainia Rider အနေနဲ့နံပါတ်6နေရာက fighter ဖြစ်တဲ့ Irida Sanya ကို ရှင်ပြန်ထိုးသက်တင်တယ်လို့ထင်တယ်။ Israel ဒါစာညာနေနဲ့ကလက်ရှိလိုလိုတဲ့အချိန်မှာသူကရှုံးပွဲဆက်နေတဲ့ fighter ဖြစ်ပြီးတော့ Charles Reland ကိုရှုံးတယ်။ Rigat Duplessis ကိုရှုံးတယ်။နောက်ဆုံး Amavov ကိုရှုံးထားတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့သူကလည်းနိုင်ပွဲပြန်လဲရှာဖွေဖို့လိုအပ်နေတဲ့ fighter ဖြစ်တယ်။ Ryanair Rider အနေနဲ့ကလည်း Israel ဒါစာညာကိုသာနိုင်ုံရရှိသွားခဲ့မယ်ဆိုလို့ရှင်သူ့ရဲ့ဒီ record စီးရင်ထဲမှာတကယ်ကိုကျန်းတဲ့ record တစ်ခုတက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Israel ဒါစာညာကိုစင်ခေါ်ထိုးသက်သွားတင်တယ်လို့သုံးသပ်တယ်။ဆိုတော့အဲ့ဒီ ွဲစဉ်တကယ်တမ်းဖြစ်လာခဲ့မယ်ဆိုရင်ဘလို့ရလမျိုးထွက်ပေါ်သွားနိုင်တယ်လဲဆိုပြီးတော့ထပ်ပြီးတော့ကျွန်တော်သုံးသပ်ပေးခြင်းပါတယ်။ Israel data ညာကတော့ကျွန်တော်ခုနကပြောသလိုသူ့ရဲ့ prime color ကုံသွားတဲ့ fighter တူဖြစ်တဲ့သိုးတော်ညာလဲသူ့အနေနဲ့ဒီ UFC ဖွဲ့စည်းမှာ fighter တွေဖိမ့်ဖိမ့်တုံအောင်ကြောက်ရတဲ့ Alex Pereira ကြီးကိုသူကအလဲထိုးပြထားတာဖြစ်ပြီးတော့ပထမအချိန်မှာလဲထိုးပြသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Israel data ညာကလုံးဝကို short တွက်လို့မရတဲ့အနေထားရှိတဲ့ fighter တူဖြစ်ပါတယ် striking ဘိုင်းမှာတော်တော်လေးကိုကောင်းပြီးတော့ anti wrestling skill ကလည်းတော်တော်လေးကိုကောင်းတဲ့အတွက်ကြောင့်မို့လို့ အစ္စရေးဒါဆာညာကိုချုပ်ကွက်နဲ့ရယူပြီးတော့ဒီရှင်ပြိုင်ထိုးသတ်ဖို့ဆိုတာတော်တော်လေးကိုခက်ပါတယ်ဒရစ်ဂက်ဒူပလက်စစ်တောင်မှအစ္စရေးဒါဆာညာအနေနဲ့ဒီ defense ဘက်မှာနိုင်ငံလိုအပ်ချက်ရှိသွားတဲ့နောက်မှာမှမြေပြင်ပေါ်ကိုလဲချပြီးတော့ချုံနိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစ္စရေးဒါဆာညာကို Rainier Rider Stein နဲ့နိုင်ယူရရှိဖို့ဆိုတာတော်တော်လေးကိုခက်တဲ့အနေထားဖြစ်ပါတယ် ဒါပေမဲ့ Rainier Rider ဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်း Isray Da စာညာအနေနဲ့လက်ရှိလောလောဆယ်မှာသူက Prime Color ဂုံနေတဲ့ Fighter ဖြစ်တဲ့ Champion Hound ဆိုတဲ့ဂုံပုတ်ကိုလည်းပိုင်ဆိုင်ထားသေးတဲ့အတွက်ကြောင့်မို့လို့ဒီ Fighter ကိုသာနိုင်ယူရရှိမယ်ဆိုလို့ရှိရင် Rainier Rider အနေနဲ့ ranking တက်မဲ့ပြင်ကုန်သိခါလဲတက်မဲ့နေတာဖြစ်ပါတယ်။ဆိုတော့ Rainier Rider အနေနဲ့ Israel Da Sanya နဲ့ပွဲစဉ်ဖြစ်ဖို့အတွက်အခုချိန်မှာတောင်းဆိုတင်ပြီးတော့လုံးဝကိုဘာမှမဟုတ်တဲ့ Polo Costa လိုကောင်မျိုးနဲ့သွားပြီးတော့ရှုပ်နေလို့ကတော့ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ကျွန်တော်တို့လည်းသုံးသပ်မိပါတယ်။ပြည်သက်တဲ့အနေနဲ့ကရောကျွန်တော်တို့ရဲ့အရင်တော့ကနှစ်ထပ်ကွန်းချန်ပီယံကြီးဖြစ်တဲ့ Rainier Rider နဲ့ Bear Fighter နဲ့ရှင်ပြိုင်ထိုးသက်သွားတင်လဲဆိုတာကို comment မှာဆွေးနွေးတုံ့တက်ညှိနှုံးပေးကြပါဦးခင်ဗျာ။ ောက်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ American YouTuber Boxer Jake Paul နဲ့တကယ့်ကိုကမ္ဘာ heavyweight တန် WBC Champion ဟောင်းကြီးဖြစ်တဲ့ Anthony Joshua တို့ရှင်ပြိုင်ထိုးတက်သွားမယ်ပွဲစဉ်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် အဲ့ဒီပွဲစဉ်ဟာဆိုလို့ရှိရင်တော့အခုလာမယ့်ဒီဇင်ဘာလ16ရက်နေ့မှာရှင်ပြိုင်ထိုးသက်သွားတော့မှာဖြစ်ပြီးတော့အန်တိုနီဂျိုရှူဝါအနေနဲ့ကလည်းဂျိတ်ဘောကိုအပြတ်သက်တီးဖို့အတွက်သူကပြင်ဆင်လာခဲ့ဟန်တူပါတယ်အန်တိုနီဂျိုရှူဝါအနေနဲ့ကတော့ဒီဘောက်ဆင်ပွဲစဉ်မှာသူ့အနေနဲ့20နဲ့မှ sorry 30နဲ့မှ2ပွဲကစားထားပြီးတော့28ပွဲနိုင်4ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့အဲ့ဒီကမှ25ပွဲထိကိုသူက knock down ထိုးထားတာဖြစ်ပါတယ် နောက်ောက်ကြအောင်ထိုးရတာဖြစ်ပါတယ်ဆိုတော့ J-Ball အနေနဲ့ကအခုချိန်မှာပွဲစဉ်ပေါင်း73ပွဲပဲရှိသေးတဲ့အနေအထားမှာသူ့အနေနဲ့တဏ္ဍပွဲသာနိုင်ထားပြီးတပွဲရှုံးထားတယ် ။ TKO နဲ့နိုင်တဲ့ပွဲကလည်းခုနှစ်ပွဲသာရှိသေးတဲ့အတွက်ကြောင့်မလို့အန်တိုနီဂျိုရှူဝါကတော့ဂျေဘောကိုဒီပွဲစဉ်မှာအမှန်ကန်တီးထုတ်မဲ့ပွဲစဉ်တစ်ပွဲဖြစ်နေကျွန်တော်ကတော့သတ်မှတ်မိပါတယ်။ Heavyweight မှာရှင်ပြိုင်ထိုးတော့အောင်မှာဖြစ်ပြီးတော့ weight limit က245ပေါင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဂျေဘောအနေနဲ့ရောအန်တိုနီဂျိုရှူဝါအနေနဲ့ရောရှင်ပြိုင်ထိုးသက်လို့ရတဲ့ weight တန်းအနေထားဖြစ်တယ်။ဆိုတော့ဒီပွဲစဉ်က ဂျေဘောကိုအမြင်ကပ်နေတဲ့လူတွေမှန်ကန်လာကြည့်မဲ့ပွဲစဉ်ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့အန်တိုနီဂျိုရှူဝါအနေနဲ့ကတော့ပိတ်သက်တဲ့အားလုံးတည်ပြီးသားဖြစ်တဲ့အတိုင်းပဲတကယ်ကိုကမ္ဘာချန်ပီယံဟောင်းတူးဖြစ်ခဲ့ဖို့တဲ့လက်သီးပါဝါကလည်းအမှန်ကန်ပြင်းတဲ့အတွက်ကြောင့်မလို့အန်တိုနီဂျိုရှူဝါအနေနဲ့ဂျေဘောကိုဒီပွဲစဉ်မှာအမှောက်သိပ်ဖို့ကျွန်တော်ကတော့လုံးဝမျှော်လင့်မိပါတယ်။ဒါမှမဟုတ်အင်မတန်မှအားချောင်နေတဲ့ဂျေဘောအားကစားစစ်စစ်ဆိုတာဘယ်လိုမျိုးလဲသိသွားမှဖြစ်ပြီးတော့နောက်ကျင်သွားမှာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းဂျေဘောကတော့ short တော့လို့မရပဲနဲ့သူ့အနေနဲ့ကလည်းသူက တကယ်ကိုအခုနောက်ပိုင်းမှာဒီဘောက်ဆင်နဲ့ပတ်သက်ပြီးတော့စီးစင်းကြကြလေးလာတယ်ကစားတယ်တေးချာချာလေးလက်သီးပေါက်ကလေ့ကျင့်ထားမယ်ဆိုလို့ရှိရင်ရှိတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ Jake Paul ကိုလည်း short drop လို့မရတဲ့နေတာဖြစ်ပါတယ်ဒါပေမဲ့လည်း Anthony Joshua ကိုနိုင်ဖို့ဆိုရင်တော့ Jake Paul အနေနဲ့အဲတမ်းပါဆန်းလောက်ပဲရှိပြီးတော့ Anthony Joshua နိုင်ဖို့ကတော့60ရာခိုင်နှုန်းလောက်ရှိတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ပရိသတ်ကြီးတွေကရောဒီပွဲစဉ်မှာဘယ်လိုအခြေအနေမျိုးထွက်ပေါ်လာနိုင်လဲဆိုတာကိုကမ္ဘာမှာဆွေးနွေးတုံ့ပြန်ခြင်းခုံပေးခဲ့ကြပါဦးခင်ဗျာဒီ video ကိုဇောင်းလေးကြည့်ပြီးတော့ကျေးဇူးများကြီးတင်ပါတယ်